တရုတ်မှာလျက်စစ်ကားတွေမှာလိုအပ်တဲ့ဘက်ထရီထုတ်ပေးနေတဲ့ကုမ္ပဏီပေါင်း23ခုရှိပါတယ်။ဒီထဲမှာကမ္ဘာကြီးဆုံးကုမ္ပဏီလို့ပြောလို့ရတဲ့နန်ကျင်းအခြေဆိုင် CATL ကလည်းထုတ်တဲ့ပြင်ဘက်ထရီပါထုတ်နေတဲ့ရှန်ဆန်းအခြေဆိုင် BYD တတိယကြီးဆုံးဖြစ်တဲ့နန်ကျင်းအခြေဆိုင် China Aviation Lithium Battery Company CALB ရှန်ဆန်းအခြေဆိုင် EVE ကုမ္ပဏီတွေကဈေးကွက်ရှယ်ယာအများဆုံးရထားကြပါတယ်။ ဒီကုမ္ပဏီတွေကပြည်တွင်းဈေးကွက်ရဲ့ဈေးကွက်ဝယ်စု80ရာခိုင်နှုန်းကျော်ရထားသလိုကမ္ဘာဈေးကွက်မှာလည်းဈေးကွက်ဝယ်စုထပ်ဝက်ကျော်ရထားတာဖြစ်လို့တရုတ်ပက်ထရီလောကကိုအသင့်အနေနဲ့နောက်ထပ်ထပ်ဝင်ဖို့ခတ်ခဲ့ပါတယ်။ဒီလိုခတ်ခဲ့တဲ့ပက်ထရီထုတ်လုပ်ရေးလောကကို Xiaomi က Solid State Battery တွေထုတ်ပြီးဝင်ရောက်တော့မှာဖြစ်ပါတယ်။တယ်လီဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာလျှက်စစ်ကားတွေထုတ်ပြီးအောင်မြင်မှုရလာတဲ့နောက်ပိုင်းမှာပက်ထရီတွေပါထုတ်ဖို့ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူတို့ကုမ္ပဏီကနေထုတ်မဲ့ solid state battery ကိုထုတ်ပြလိုက်တယ်လို့ဘက်ထရီရဲ့နည်းပညာပိုင်းအပြောင်းလဲကိုလည်းပြောထားပါတယ်။သူတို့ထုတ်မဲ့ဘက်ထရီကအာယုံလျက်ကူးနိုင်စွမ်းနဲ့စွမ်းအင်သိသိစားကတခြား solid state battery တွေထက်ပိုကောင်းတယ်လို့လည်းပြောထားပါတယ်။အရင်ကထုတ်ထားတဲ့ solid state battery တွေထက်စွမ်းဆောင်ရည်ပိုင်းပိုကောင်းတယ်ဆိုပေမဲ့လည်းစီးပွားဖြည့်ရောင်းနိုင်ဖို့အတွက်အထူးဓာတ်ဆီနှစ်ခုရှိနေတယ်လို့ရှောင်းမီတာဝန်ရှိသူတွေက ပြောထားပါတယ်။ သူတို့ထုတ်ပြထားတဲ့ solid state battery ရဲ့လျှက်ကူးပစ္စည်းတွေဟာ active materials ဖြစ်တယ်လို့အဆိုင်အခဲ electrolyte တွေကို polymers နဲ့ metal source လို့ခေါ်တဲ့သတ္တုစားတစ်မျိုးနဲ့လုပ်ထားတယ်လို့ပြောထားပါတယ်။ဒါကြောင့် electrolyte တွေဟာလျက်ကူးပစ္စည်းအလွာကိုမြန်မြန်ဆန်ဆန်ထုတ်ပေါက်နိုင်ပြီးအာယုနဲ့ပိုပြီးစွမ်းဆောင်ရည်မြင့်အောင်လုပ်နိုင်တယ်လို့လည်းရှောင်းမီတာဝန်ရှိသူတွေကပြောထားပါတယ်။ ဒီဘက်ထရီဟာကားတစ်စီးမှထည့်ထားမယ်ဆိုရင်ဂျန်ကင်း2ထဲက120မီလီမီတာလောက်ပဲရှိတဲ့အတွက်အလေးချိန်ပေါ့ပြီးနေရာယူနေတာကိုတွေ့ရပါတယ်နောက်ထပ်ပို့ပြီးထူခြားတဲ့ချက်ကတော့ဘက်ထရီကိုတခါအားပြည့်သွင်းပြီးရင်သွားနိုင်မဲ့ CLTC range က800 km တိရှိနေတာပဲဖြစ်ပါတယ် နောက်ပြီးပက်ထရီကို first အချာချာနဲ့အားသွင်းရင်ဘက်ထရီအား20ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိကိုအချိန်10မိနစ်ပဲကြာမှဖြစ်လို့အားသွင်းရတော်တော်မြန်တဲ့ဘက်ထရီနေနဲ့တောင်ဆန်ချိန်တင်ပို့ရှိနေပါတယ်။ Solid State Battery တွေကို CATL, BYD နဲ့ SAIC တို့လိုတရုတ်ထိပ်တန်းကုမ္ပဏီကြီးတွေက ထုတ်နေပေမဲ့အခုအချိန်မှာတော့စမ်းသပ်စရာအဆင့်မရှိပါသေးတဲ့ ဂျပန်ထိပ်တန်းကုမ္ပဏီတိုယိုတာကလည်း solid state battery တွေကိုလာမယ့်2029-28လမှာဈေးကွက်ထဲရောင်းချမယ်လို့ကြေညာထားပါတယ်။ဂျာမနီထိပ်တန်းကားကုမ္ပဏီကြီးဖြစ်တဲ့ BMW ကလည်းသူတို့ထုတ်ထားတဲ့ solid state battery တွေကိုအသစ်ထွက်လာမဲ့ BMW i7 SUV EV ကားမှာစမ်းသပ်နေပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ solid state battery တွေရဲ့အဓိကအားသာချက်ကတော့သမယိုကျ battery တွေထက်စွမ်းအင်သိပ်သည်းဆပိုကောင်းလာတာပေးရန်တွေနည်းပါတာပြင်အပူတန်ခံနိုင်အားပိုကောင်းလာတဲ့အတွက်ကြောင့်နောက်ပိုင်းမှာ battery company တွေဟာ solid state battery တွေထုတ်ဖို့ပြင်ဆင်လာကြပါတယ်ပြန်ဆိုင်မှုပြင်းထန်လာတဲ့ solid state battery ထုတ်လုပ်ရေးလောကမှာရှောင်းမီအောင်မြင်နိုင်ပါမလားဆိုတဲ့အချက်ကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဒီ battery ကိုလာမယ့်2030မှာဈေးကွက်ထဲရောင်းချသွားဖို့ရှောင်းမီကပြင်ဆင်နေပါတယ်ရှင်။